တော့ပြိပဲကောက်မှာအခုလိုမျိုးစာအနီးပြပြီးတော့ပါမဲနဲ့ limit ဖြစ်သွားမယ်။ဒါပေမဲ့အကောင့်ထဲမှာပတ်ဆက်ရှိနေရဆိုရင်ဒီပတ်ဆက်တွေကိုကျွန်တော်ဘယ်လိုထုတ်လို့ရလဲပေါ့နော်။ဒါလေးကိုကျွန်တော်ဒီနေ့ message တွေမျှောက်ပေးသွားမယ်ပေါ့နော်။တော့ပြိပဲစာအနီးပြတဲ့ပုံစံနှစ်မျိုးရှိတယ်ပေါ့နော်။တစ်ခုကတော့ဒါမျိုး we are permit limit ဆိုရင်ဒါကတော့ final decision ပေါ့နော်။နောက်တစ်ခုကတော့ကျွန်တော် i final decision မျှောက်ခင်မှာပထမဆုံးနေ submit your info ဆိုပြီးတော့စာအနီးပြတယ်ပေါ့နော်။ submit your info ပြပြီဆိုရင် miss your passport နဲ့ပြပြပေါ့နော်။သူတိခိုင်းတဲ့အကြောင်းအရာပေါ်မှာတီးပြီးတော့ ကိုယ့်ရဲ့ဒီ business account ဆိုရင်ကိုယ့်ရဲ့ business နဲ့ပတ်သက်တဲ့အကြောင်းအရာတွေဖြည့်ခိုင်းတာလို့ဒါမျိုးလို့ပေါ့နော်ဒီချက်လက်တွေဖြည့်ပြီးလိုက်လို့မိတ်ဆွေတို့အစီအမေတော့ရဲဆိုတော့ ICN ပျောက်သွားနိုင်တယ်ပေါ့နော် ICN မှာမိတ်ဆွေတို့ချက်ဖြည့်လိုက်တဲ့ချက်လက်တွေကမှားရောသွားမယ်ဆိုတော့ဆွနာပရမဆုံး we are payment limit ဆိုရယ် final decision ရောက်သွားတာပေါ့เนาะဒါဆိုရင်တော့ mr opay account ကလုံးဝအပြီးပိုင်းသုံးလို့မရတော့ဘူးပေါ့เนาะ ဒါပေမဲ့အဲ့လိုပေါ်သွားတဲ့ချိန်မှာမစ္စရိုကောင်းနေမှာပတ်ဆက်ရှိနေတယ်ပေါ့နော်။အဒီကောင်ဆိုဒေါ်လာ400ကျော်ကြီးတောင်ရှိနေတယ်။ Okay တော့ဒီပတ်ဆက်တွေကဘယ်လိုချိန်မှကျွန်တော်တို့ဘယ်လိုပြန်ယူလို့ရလဲပေါ့နော်။ဒါလေးကိုကျွန်တော်ထပ်ပြီးပြောပြပေးမယ်။ Okay ဒါမျိုးဝီးက permanent limit ဆိုပြီးတော့ final decision နဲ့မစ္စရိုကောင်းကိုလုံးဝ permanent limit ဖြစ်သွားပြီဆိုရင်မစ္စရို Gmail ကိုသူကစာပို့လိုက်မယ်ပေါ့နော်။စာပို့ရကံမှာဆိုရင်အိကကြာဆန်းတဲ့အကြောင်းအရာကြီးစရာမလိုဘူး။ဝီးက hold ဆိုပြီးတော့မစ္စရိုအကောင့်ကို hold လုပ်ထားမယ်ပေါ့နော်။ hold လုပ်ထားမယ်။ အတရာ60 day ပေါ့နော်ရေပောင်းတရာ60ဆိုတော့6လမစ္စတာကောင်ဟိုးလုတ်ထားမယ်အဲ့ထဲမှာပတ်စပ်တွေရှိမယ်ဆိုလဲဟိုးလုတ်ထားမယ်ပေါ့နော်ရေပောင်းတရာ60ပြည့်သွားပြီ6လကျော်သွားပြီဆိုတော့မစ္စတာသူကနေပြီးတော့ email ပို့လိုက်မယ်ပေါ့နော်အဲ့ email ပို့တဲ့ချိန်မှာမစ္စတာကောင်နဲ့ဝင်ပြီးတော့အဲ့ပတ်စပ်တွေကိုထုတ်လို့ရမယ်ပေါ့နော်ဘာကို banner ချိန်တာဆိုတော့ banner ထုတ်မယ်အဲဗန်းနဲ့မချေတာဘူးဆိုတော့အခြားသူဆိုအိုက်ပစ်ဆက်ကိုလှည့်ပြီးတော့ထုတ်လို့ရတယ်ပေါ့နော်အဲဒီလိုထုတ်ပြီးသွားပြီးဆိုတော့အိုက်ကောင်ကိုမိတ်ဆွေငွေလဲလက်ကမ်းလို့မရတော့ဘူး အကျန်တဲ့အားဘာမှလုပ်လို့မရတာဘူးပေါ့နော်။နောက် PayPal account ပိတ်တာလုံးဝအကောင့်ဝင်လို့မရအောင်ပိတ်တာမဟုတ်ဘူးပေါ့နော်။အဲတော့အဲပတ်သက်တွေလက်ခံလို့မရအောင်ငွေလွှဲလို့မရအောင်ပေါ့နော်။ withdraw လုပ်လို့မရအောင်ဒါတွေတက်ပဲသူကပိတ်တာပေါ့နော်။ Okay အဲ့တော့ဒါလေးမျှဝေပေးခြင်းဖြစ်ပါတယ်။